တောင်ကိုရီးယားနိုင်ငံဒေဂူမြို့မှာအာဏာသိမ်းစစ်တပ်ကြဆုံရေးအတူရောင်ရွေးကောက်ပွဲစံကြေးဆန္ဒပြပွဲနဲ့ PDF ထောက်ပို့ရေးရမုံငွေဖလားဘလုံးပြပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။တောင်ကိုရီးယားနိုင်ငံဒေဂူမြို့မှာမြန်မာနိုင်ငံသားတွေကအာဏာသိမ်းစစ်ကော်မရှင်စန့်ကျင်ရေးအခုလိုဆန္ဒပြခဲ့ကြတာပါ။ တပြိုင်တည်းမှာပဲမြင်းကြံ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကိုထောက်ပို့နိုင်ရင်ရန်ကုန်ဝေဘော်လုံးပြိုင်ပွဲလည်းပြုလုပ်ခဲ့ကြပါသေးတယ်။တော်လန်ရဲ့မြန်ဆုံးအောင်မြင်မှုကတော့များများထောက်ပို့ရင်များများအောင်ပွဲရမှာပေါ့နော်။ကိုရီးယားနိုင်ငံမှာတော့ရန်ကုန်ဝေထောက်ပို့နိုင်ဗလားဘော်လုံးပြိုင်ပွဲတွေနောက်တက ရုပ်ရှင်ပွဲတွေတေးဂီတာတွေအနေအဆရန်ကုန်ဝေတွေကိုထိထိရောက်ရောက်ရရှိအောင်လှုပ်ဆောင်ပြီးပံ့ပိုးနေတာတွေကိုလည်းမြင်သာစွာ တွေ့ရပါတယ်ဆိုတဲ့အကြောင်းနဲ့ရွေးဦးတော်လှန်ရေးကဏ္ဍပြည်ကဏ္ဍနဲ့အတူကြားပြန့်ကိစ္စနဲ့စစ်ခွေးတွေကိုနိဂုံးတန်နိုင်အောင်လင်းအောင်လင်းယုံကြီးကတော့ချောင်းနေပြီပေါ့နော် ရန်ပုံငွေဖလားဘလုံးပြိုင်ပွဲကို အနည်းမခံမြင်းကြံထောက်ဖို့အဖွဲ့နဲ့ RAM ထောက်ဖို့အသင်းတို့ကဥဆောင် ပြုတ်လုခဲ့ကြတာပါမကန်ရင်းချက်ပေါ့နော်ဒီလိုမျိုးရောက်ရှိနေတာဖြစ်ပါတယ်တို့ဒီအာဖဖမလိုနေတဲ့မြင်းချက်ဒေတာအတွက်ပေါ့နော်မြင်းချက်မှာတလုံးဒီရပါတော့ပေါ့နော်ဒါကစာမြင်းချက်နဲ့တဝိုက်ပါတော့ဒီလိုအချက်တွေဖြစ်ပြီးတော့ကိုတို့က မတ်တီရမုံကနေကိုတင်း60ရှိတယ်ဗောနော်ကျန်တဲ့ကျန်တဲ့အကန့်နေမပါသေးဘောနော်မတ်တီရမုံကနေတင်းဟိုဝင်တင်း60ရှိတယ်ဗောနော်အဲ့ဒီအဲ့ဒါလည်းပါတယ်အဲအဲတန်းနေလည်းပြောချင်တာတော့တော့နေလည်းပြောချင်တာတော့တို့အားလုံးပြင်မနေပါဘီပြင်မနေတဲ့အတွက်တော့ဘောရတော့ခဏနာခဏပဲနာတော့အကြိုက်တော့မနာပါတော့ဘောနော်ဒီလိုချင်းတို့မှာအာဘောဝင်ဆက်လက်ဘောဝင်ပြကြပါလို့အားလုံးမိသားစုကပါတယ်အားလုံးကြည့်ကြပါတယ် ဘောလုံးပြိုင်ပွဲကရရှိလာတဲ့ရန်ပုံငွေတွေကိုမြင်းကြံမြို့တလုတ် PDF နဲ့မြင်းကြံခရိုင်အမှတ်3တိုက်ရင်တွေကိုတိုက်ရိုက်ထောက်ဖို့ကူညီသွားမယ်လို့သိရှိရပါတယ်ခမကျွန်တော်မောင်တူပါအစီအစီတယ်မှာအစီအစီတယ်မှာ